်မင်္ဂလာပါရှင်ဘာမှခိတဲ့တဲ့ဌာနရဲ့ထိတ်တန်းတဲ့င်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့င်းကတော့ရာဇဝတ်မရောက်လိုက်လှုပ်လှမ်းမရှိအမေရိကန်သမ္မတရဲ့အမှုဆောင်အမိန့်ဆိုတာဗီဒီယိုအနာတနီတစ်ချက်အမိန့်ပဲ FBI လိုအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အထူးထောက်လှမ်းရေးအဖွဲ့တွေအပါအဝင်စီမံခန့်ခွဲရေးဌာနတွေအစိုးရအဖွဲ့တွေကိုစစ်စင်ရေးအတွက်တိုက်ရိုက်ညွှန်ကြားတဲ့ သမရကစစ်တင်နာပရိချုပ်အနေနဲ့စစ်တပ်သို့မဟုတ်အထူးကွန်မန်ဒိုစစ်လွတ်ပြီးစစ်စင်နေလွတ်တော်ရဲ့ခွင့်ပြုချက်မလိုဘူးယင်အမေရိကန်ဥပဒေမူရင်းတွဲတင်ထားတာဖတ်ကြည့်2021ခုနှစ်နိုင်ငံရေးပြန်ပြီးဆွဲပြီးအာဏာလုဖို့ရန်တဲ့မြမအရေးနဲ့ပတ်သက်ပြီးအခုအမေရိကန်သမရကြီးထရန့်က2025ခုနှစ်ဖေဖော်ဝါရီလရက်ကလေးကအမှုဆောင်အမိတ်143လေးကိုထုတ်ပြန်ထားတယ်2021ခုနှစ်ဖေဖော်ဝါရီလတရက်အာနာသိန်းနဲ့မရောက်လိုက်လက်အောက်ခံစစ်တပ်က ဒီမိုကရေစီနီချရွေးကောက်တင်မြှောက်ထားတဲ့မြန်မာနိုင်ငံအစိုးရကောင်းဆောင်တွေနဲ့နိုင်ငံအရေးလှုပ်ရှားသူတွေကိုပြန်မလွတ်တာကအမေရိကန်ပြည်ထောင်စုသမ္မတရဲ့အမှုဆောင်မိန့်ကိုဖိစံတာပဲ။ဒီတော့သမ္မတကြီးထရပ်အခုအမိန့်ပေးလိုက်တာနဲ့အမေရိကန်ဝင်ဝုံးပြီ။ဆလပီစစ်တလောက်ခံ BGF ကောင်းဆောင်စော့ချစ်သူအပြစ်မရှိွေထွက်ပြေးခြင်းမရှိရွှေကုတ်ကိုတွင်ကြားဖြတ်တရုတ်တထင်းများနေထိုင်ခြင်းမရှိဟုနိုင်မောင်စော်ပြောတယ်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ အကြံဖတ်စစ်တပ်လက်အောက်ခံနေခြားဆောင်တန်း BGF ကောင်းဆောင်စောချစ်သူတွင်ကြာဖြတ်နှင့်ပတ်သက်၍အပြစ်မရှိ၍ဖွပြေးခြင်းမရှိကြောင်း BGF ပြောခွင့်ရနိုင်မောင်စောကထိုင်းသတင်းမီဒီယာများသို့နိုဝင်ဘာလ20ရက်နေ့တွင်ထုတ်ဖော်ပြောဆိုထားပါသည်။လက်ရှိရွှေခုတ်ကိုတွင်ကြာဖြတ်များကိုဖမ်းဆီးရာတွင်စစ်တပ်နှင့်အတူ BGF ကပူးပေါင်းဆောင်ရွက်လျက်ရှိပြီးမင်းအောင်လှိုင်အမိန့်ကိုခံယူ၍ BGF ကကြာဖြတ်ရှင်းလင်းရေးကိုစစ်တပ်နှင့်အတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းလက်ရှိတွင်ကရင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏စီမံကိုယ်ကဲမှုအောက်တွင် ကြားဖြတ်များကိုပိတ်ဆို့ဖမ်းဆီးနေကြောင်း BGF ကောင်းဆောင်စောချစ်သူနှင့်ပတ်သက်၍ထွက်ပြေးခြင်းမရှိဘဲဘာသာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုတ်ကင်နေ၍မအားမလတ်ဖြစ်နေကြောင်းစောချစ်သူတွင်ဘာအဖြစ်မှမရှိကြောင်းထုတ်ဖော်ပြောဆိုထားပါသည်ကျွန်တော်တို့အကြီးအကဲကကျွန်တော်တို့အမြင်မှာအများကတော့ဆွဆွဲချက်တွေကတော့အများကြီးရှိတာပေါ့လက်ရှိကတော့မြေပြင်မှာကကျွန်တော်တို့ဒီကဒီစကမ်မာလုပ်ငန်းမှာကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်ခြင်းလည်းလုံးဝမရှိဘူးကျွန်တော်တို့ဒီမြေကြီးပေါ်မှာလာပြီးတော့အဆောက်အဦစောက်တယ် ဒီအစာဦးပေါ်မှာဟိုတယ်ဆောက်တယ်ဒီဟိုတယ်ထဲမှာမလုပ်နေလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့သိတဲ့အချိန်မှလည်းအခုတို့ပူပေါင်းဆောင်ရွက်ပြီးဖန်ဆီးမှုတွေရှိတယ်ရှိတဲ့အခါကျတော့ကျွန်တော်တို့အကြီးအကဲမှာဘာအပြစ်မှမရှိဘူးဘာအပြစ်မှမရှိတဲ့အတွက်လည်းပြေးဖို့ဘာဖို့လဲဘာမှမရှိပါဘူးသူ့အလုပ်သူလုပ်နေတယ်သူ့ရဲ့ဒေသန္တရဖွံ့ဖြိုးရေးအလုပ်တွေနဲ့သူမအားလက်ဘူးကျွန်တော်တို့ကိုညွှန်ကြားเสียရရှိတာတွေဒီကြားဖြတ်တိုက်ဖြတ်ရေးကိုပြက်ပြက်သားသားဆောင်ရွက်ဖို့ညွှန်ကြားတယ်ပြီးတော့ကျွန်တော်တို့အကြီးအကဲကသူ့ဟာသူလမ်းဖောက်တယ်ဘာသာရေးအဆောက်အဦတွေစောက်တယ် အဲ့ဒီဘက်တွေသွားကြည့်နေတာရှိတယ်ကျွန်တော်တို့အကြီးအကဲကဘာမှမပြေးပါဘူးဟု BGF နိုင်မောင်စောကပြောပါတယ်ရှေးပြင်ရွှေကုတ်ကိုအတွင်းမှကြားဖြန့်တရုတ်တထင်းများကို BGF ကတဲထုတ်ပေးနေသည်ဆိုသောသတင်းများနဲ့ပတ်သက်၍ထိုကဲ့သို့ဖြစ်စင်များမရှိကြောင်းတရုတ်တထင်းများကရွှေကုတ်ကိုတွင်မနေဘဲလုံခြုံသည့်နေရာတွင်နေကြကြောင်းတရုတ်တထင်းများကိုရွှေ့ပြောင်းပေးခြင်းမရှိဘဲမြန်မာပြည်နယ်ပေါ်တရုတ်များသာပြန်လည်ထွက်ခွာနေကြခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ် တရုတ်တထဲတွေကိုကြိုတင်ရွှေ့ထားတာမရှိပါဘူးကျွန်တော်ခဏခဏပြောမှုတဲ့စကားရှိတယ်တထဲတွေကကျွန်တော်တို့စီမမနေပါဘူးတထဲတွေကဒီလိုနေရာတည်တည်လေးမှာဘာမှစိန်ခံစရာကောင်းကောင်းမရှိတဲ့နေရာမှာမနေပါဘူးသူတို့ကရှင်းရှင်းပြောရရင်ကျွန်တော်လေးလာတဲ့လောက်ဆိုလို့ရှိရင်ငွေကြေးတဲ့ချမ်းသာတဲ့သူတွေကလုံခြုံပြီးတော့မှဒီလောက်ပြဿနာတွေရှုပ်ထွေးနေတဲ့နေရာမှာဘယ်တထဲမှလည်းမနေပါဘူးဆိုလိုရင်းကရေမြေပထဝီဝဲအနေထားအရမကောင်းတာလုပ်တဲ့သူကပြေးလို့လွယ်တဲ့နေရာမှာပဲသူနေမှာပေါ့ ဲ့ဒီတော့ဆိုလိုချင်တာကကျွန်တော်တို့စီမှာအဲ့ဒီတထေးတွေနဲ့ပတ်သက်ပြီးရွှေပြောင်းတာလုံးဝမရှိပါဘူးဒီကာလတွေမှာမြန်မာနိုင်ငံသားတွေကတရုတ်တွေထွက်ပြေးသွားတာဖြစ်တဲ့အတွက်တချို့အလုပ်ကိုင်းတွေမရှိဖြစ်လာတဲ့အတွက်ဈေးဆိုင်ဖွင့်ထားတဲ့သူကနေခဲ့မှာပေါ့ဟိုတယ်ဖွင့်ထားတဲ့သူကနေခဲ့မှာပေါ့မြန်မာပြည်ပေါ်တရုတ်တွေပဲပြန်နေကြလားတရုတ်တွေကိုပို့ဆောင်ခြင်းလုံးဝမရှိပါဘူးဟု BGF နိုင်မောင်စောကပြောပါတယ်။လက်ရှိတွင်ရွှေကုတ်ကိုတွင်စိုက်၂၂နေရာကိုစီးနှင်းခဲ့ပြီးလူပေါင်း900ကျော်ကိုဖမ်းဆီးကာကွန်ပျူတာ3000နီးပါးနဲ့ ဖုံးပေါင်း2000ကျော်ကိုတင်စီရရှိထားကြောင်းနိုင်မောင်စောကပြောဆိုပါတယ်။အနောက်အင်အားကြီးနိုင်ငံတချို့ဤစီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တက်ခိုက်ခြင်းများခံရဟုညိုစောပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်အာဏာသိမ်းထားသောစစ်တပ်ကအနောက်အင်အားကြီးနိုင်ငံတချို့၏စီးပွားရေးပိတ်ဆို့မှုနှင့်မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများ ခံရကြောင်းမင်းအောင်လိုင်ခန့်အပ်ထားသောဝင်ကြီးချုပ်ဆိုသူဘိုးချုပ်ဟောင်းညိုစောကပြောဆိုပါရယ်ရမန်နေနေပြည်တော်တွင်ပြုလုပ်သောစစ်ကော်မရှင်တွင်၎င်းကအထက်ပါတိုင်ပြောဆိုခြင်းဖြစ်ပါရယ်လက်ရှိမိမိတို့နိုင်ငံအပေါ်အနောက်အင်အားကြီးနိုင်ငံတချို့နှင့်၎င်းတို့၏ဩစာလွှမ်းမိုးခံနိုင်ငံများအနေဖြင့်စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများမီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း လက်ရှိကာလတွင်နေဆက်ဒေတာများကိုအခြေပြု၍ဖြစ်ပေါ်လျက်ရှိသောနိုင်ငံဖြတ်ကျော်မှုကိများနှင့်နေဆက်အခြေပြုလက်နက်ကိုင်အဖွဲ့အစည်းများကကာစီနိုနှင့်အွန်လိုင်းလောင်းကစားများကို နိုင်ငံတကာရစဝတ်အဖွဲ့များနှင့်အတူကျူးလွန်ဆောင်ရွက်နေသည့်အတွက်ထိတိယောက်ယောက်ရှင်းလင်းဆောင်ရွက်နေကြောင်း၎င်းကဆိုပါသည်စစ်တပ်က2023ခုနှစ်အောက်တိုဘာလမှစ၍2025ခုနှစ်နိုဝင်ဘာလလည်းအထိနှစ်နှစ်ကျော်ကာလအတွင်းမြန်မာတို့အိမ်နီးချင်းနိုင်ငံများမှတက်စင်တရားမဝင်ရောက်လာခဲ့သည့်နိုင်ငံပေါင်း52နိုင်ငံမှနိုင်ငံခြားသား6,800ဦးကိုအိမ်နီးချင်းနိုင်ငံများမှတက်စင်သက်ဆိုင်ရာနိုင်ငံများသို့ပြင်းပြင်းပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း အိနီချင်းနေဆက်လမ်းကြောင်းများမှတက်စင်မိမိတို့နိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာပြီးနေဆက်ဒေသများတွင်အခိုင်အမာအခြေချ၍အွန်လိုင်းလိမ်လည်မှုများကျူးလွန်နေသည့်လောင်ကစားအဖွဲ့များကိုလည်းအမျိုးသားရေးတာဝန်တရက်အဖြစ်အင်တိုက်အားတိုက်ရှင်းလင်းဖေရှားဆောင်ရွက်လျက်ရှိကြောင်းညိုစောကဆက်လက်ပြောဆိုပါရယ်အကြံဖတ်စစ်တပ်ခန့်ညိုစောကထို့သို့ပြောဆိုတော့လေလက်တွေ့တွင်မြန်မာနိုင်ငံတွင်ကြားဖြတ်အွန်လိုင်းလိမ်လည်မှုများအမြင့်ပြတ်သွားခြင်းမရှိသေးပေပုံမကြီးထွားလာနေက အမေရိကန်ပြည်ထောင်စုကကြားဖြတ်တိုက်ဖြတ်ရင်းအထူးအဖွဲ့ဖွဲ့စည်းရသည့်အထိအခြေအနေများဖြစ်ပေါ်လာပါတယ်။လရှိကရင်ပြည်တိုင်းမြဝတီမြို့နယ်တွင်စစ်တပ်နှင့်လက်အောက်ခံ BGF များက KK ဘက်နှင့်ရွှေကုတ်ကိုတွင်ကြားဖြတ်နေနေရေးဟုအမိတက်၍ဝင်ရောက်စီးနှင်းဖမ်းဆီးမှုတချို့လှုပ်ဆောင်နေတော်လဲ BGF ကကြားဖြတ်တရုတ်တိများနှင့်ရထိုက်ကုမ္ပဏီတာဝန်ရှိသူများကိုဝင်ရောက်မစီးနှင်းမီဖေးလို့ရနေရများသို့ခေါ်ထုတ်မှုများဖြစ်ပေါ်လျက်ရှိပါသည်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမှစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်လက်အောက်ခံနေကြဆောင်တက်များရာဇဝတ်လုပ်ငန်းများကိုအာ နာသိစစ်တပ်အကာအကွယ်ဖြင့်ပြန်လည်လုတ်ကင်ခဲ့ကြောင်းထို့ကြောင့်လက်ရှိအကြက်တဲများ၏အဓိကတရက်ခန့်မှာအကြမ်းဖက်စစ်တပ်သားဖြစ်ကြောင်းနိုင်ငံတကာကစိုက်ပါလိမ့်မယ်မှုများကိုနှိမ်နင်းရန်ကြိုးစားလာတော့ကြောင်းစစ်တပ်က KK ဘက်ကဲ့သို့သောငွေကြေးလိမ့်လည်မှုစင်တာများကိုအယောင်ပြဖြိုခွင်းပြပြီး ကရင်ပြည်နယ်၏အခြားနေရာနှစ်ခုသို့ပြောင်းရွှေ့ကောင်းငွေကြေးလေလံစင်တာများပြန်လည်လက်ပတ်နိုင်ရန်စီစဉ်နေမှုကို NUG ကအထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကနိုဝင်ဘာလ19ရက်နေ့တွင်ထုတ်ဖော်ပြောဆိုထားပါသည်ဆလဘီ NUG နိုင်ငံသားရေးဝန်ကြီးနဲ့ဩစတြေးလျနိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံပြီးမြမအရေးဆွေးနွေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မာအောင်ကဩစတြေးလျနိုင်ငံနိုင်ငံသားရေးဝန်ကြီး ဖန်နီဝမ်ကိုဩစတြေးလျနိုင်ငံကင်ဘာရာတွင်တွေ့ဆုံပြီးမြမအရေးဆွေးနွေးခဲ့ကြောင်း NUG ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ18ရက်နေ့ဩစတြေးလျနိုင်ငံကင်ဘာရာတွင် NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ဩစတြေးလျနိုင်ငံသားရေးဝန်ကြီးဂုံဒူးဆောင်အထက်လွှတ်တော်အမှန်ဖန်နီဝမ်တို့တွေ့ဆုံခဲ့ကြကြောင်းတွေ့ဆုံမှုအတွင်မြမအရေးအတွက်ပူးပေါင်းလင်းလင်းဆွေးနွေးခဲ့ကြပြီးမြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေများလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနဲ့ဒေတာရင်းငြိမ်ချမ်းရေးနဲ့ထင်ငြိမ်ရေးကိစ္စရပ်များပါဝင်ကြောင်းသိရပါတယ်။ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကဩစတြေးလျနိုင်ငံသားရေးဝန်ကြီးဖန်နီဝမ်ကိုမြန်မာနိုင်ငံအတွင်းဒီမိုကရေစီအရေးဆောင်ရွက်နေမှုများနဲ့ထိုးတက်မှုများအယက်သားများကိုကာကွယ်စောင့်ရှောက်ရေးဦးစားပေးကိစ္စရပ်များနဲ့လက်တွေ့ကျသောနိုင်ငံတကာအကူအညီများရယူရန်နီလန်များကိုရှင်းလင်းတင်ပြခဲ့ကြောင်းသိရပါတယ်။ ထို့ပြင်စစ်အုပ်ချုပ်ရေးကိုဆက်လက်ခိုင်မာအောင်လှုပ်ဆောင်ရန်ရည်ရွယ်သည့်စစ်တပ်၏မိသည့်လုပ်ငန်းစဉ်မျိုးကိုမဆိုပယ်ချရန်အရေးကြီးကြောင်းအလုံးပါဝင်သော Federal Democracy ပြည်ထောင်စုစီသို့ဦးတည်သည့် NUG ၏လမ်းပြမြေပုံကိုလည်းရှင်းပြခဲ့ကြောင်းသိရပါသည်။ Australia နိုင်ငံ၏ Indo-Pacific ဒေသတွင်ကိုင်ဆွဲထားသည့်အခြေခံမှုနှင့်လက်တွေ့ကျသောပါဝင်ဆောင်ရွက်မှုအခမ်းအနားကို NUG ကအတိမတ်ပြုကြောင်း ဩစတြေးလျအစိုးရ၏ကမ္ဘာလုံးဆိုင်ရာလူ့ခွင့်ရမျှကိုထိမ့်သိမ်းဆောင်ရှားမှုအတွင်ကျေးဇူးတင်ရှိကြောင်းဝန်ကြီးဒေါ်စင်မအောင်ကပြောဆိုခဲ့ပါသည်။